WD online media ရဲ့ပရိသတ်များရှင်ဥက္ကလာပါစီတော်မြတ်ကြီးရှေးဟောင်းခုနှစ်စုပြားနဲ့အောင်တော်မူစီ53ကြိမ်မြောက်တကြံကာလမောခုဝိပဿနာခုနှစ်ရဲ့တရားစခန်းဖွင့်လှစ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥက္ကလာပါစီတော်မြတ်ကြီးရှေးဟောင်းခုနှစ်စုပြားနဲ့အောင်တော်မူစီ53ကြိမ်မြောက်တကြံကာလမောခုဝိပဿနာခုနှစ်ရဲ့တရားစခန်းဖွင့်ပွဲကိုကောစာတက်ဂရေ 1386ခုတကူးလာဇန်23ရက်2025ခုနှစ်အေဘီလ10ရက်နေ့ကကျင်းပခဲ့ပါတယ်။ဩကလာပါစီရောမြတ်ကြီးရှေးဟောင်းခုနှစ်စုပြားနဲ့အောင်တော်မူစီရီရောမြတ်ကြီးမှာတကြံအထူးတရားစခန်းကိုနှစ်စဉ်ကျင်းပလာရာယခုကျင်းပခြင်းဟာ53ချိန်မြောက်ကျင်းပတာဖြစ်ပြီးတရားစခန်းဝင်ယောဂီ88ဦးရှိပါတယ်။ဩကလာပါစီရောမြတ်ကြီးရှေးဟောင်းခုနှစ်စုပြားနဲ့ အောင်တော်မူစီရီတော်မြတ်ကြီးမှာတကြံအထူးတရားစခန်းကိုအေဘီလာ17ရက်နေ့ကနေအေဘီလာ18ရက်နေ့ထိကျင်းပမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။အဲ့တော့ရှားတို့ဩဂလပါစီတော်ဂောဘကအဖွဲ့အစ်စ်တက်ရတဲ့2018ကစပြီးတော့ဒါမုဂုံဝိပဿနာသင်ညာကာလအတွင်းမှာပေါ့နော်တရားစခန်းကိုဖွင့်လှစ်ခဲ့တာအဲ50နဲ့2ချိန်မြောက်ရှိခဲ့တော်လေ2020 အဲ21ကာလတည်းမှာတော့ဒီကိုဗစ်ကာလနဲ့တခြားနိုင်ငံရေးအခြေအနေတွေကြောင်းပေါ့နော်ဆရာတို့ရဲ့ဒီဝိပဿနာခொနည်းတရားစခန်းကိုခိတ္တရနာခဲ့ပါတယ်အခုလက်ရှိ53ချိန်မြောက်တင်းညံကာလမုံကုတ်ဝိပဿနာခொနည်းတရားစခန်းကိုတော့10ရက်4လ2025ရက်ကြာတာပရိနိအညာခွန်နိုင်မှာအခမ်းအနားဖွင့်ပွဲကိုစတင်ခဲ့ပါတယ်ဒီနေ့မနေ့17ရက် ဒေလာ2025မှာတော့ဝိပဿနာတရားစခန်းကိုစပြီးတော့ဒါအဲဝိပဿနာတရားအားထုတ်တဲ့အခါမှာမနေ့၄နာရီရထားရတယ်တောက်လျှောက်ပေါ့ည9နာရီမှာအိပ်ရပါတယ်ဒီကြားထဲမှာအဲတရားဒီထိုင်တာကတော့တနာရီစီထိုင်ပြီးတနေ့ကိုဆရာတို့က၄ချိန်ထိုင်တယ်တရားထိုင်ပြီးရင်နောက်ထပ်ထပ်ပြီးတော့အဲတရားနာတာကတော့တနာရီစီတရားနာတာလည်း၄ချိန်ပေါ့နော် ့စုစုပေါင်းတရားနာတာ၄ကြိမ်တရားထိုင်တာ၄ကြိမ်ပေါ့နော်အဆောင်ရွက်ခဲ့ပါအခုလို53ကြိမ်မြောက်အထိပေါ့နော်ဒီတင်းညာကာလဝိပဿနာခொနည်းတရားစခန်းကိုဦးစီးပြီးကျင်းပခဲ့တာကတော့ဆရာတော်အရှင်ညာနောပါဒကညင်ကုန်းအမုဂဝိပဿနာဖွဲ့ချုပ်ဓမ္မကတိကကမ္မထာနာစာရိစရိယဝိမုတ်တိဒုက္ခကြောင်းမုဂဝိပဿနာ ဓမ္မရိပ်သာအမှတ်၅ဝိုင်းကံဦးကြောင်းတိုက်15ရက်ကွယ်တောင်းကလပ်မြို့နယ်ကအဲဆရာတော်ကနေပြီးတော့ဦးစီးကျင်းပခဲ့ပါတယ်တွဲဖက်ပြီးတော့တရားပြတဲ့ဆရာတော်တွေကတော့ဥဧကညာနလင်္ကာယဥဧကဝန္တာပြီးလင်္ကာယဆရာတော်နှစ်ပါးနဲ့တွဲဖက်ပြီးတော့တရားပြပါတယ်အဲဆရာတို့ဒီဒီလိုဆောင်ရွက်နိုင်မှုအတွက်ပေါ့နော်ဒီပြန်လဲပြီးတော့ဒါဝိပဿနာတရားစခန်းတွေကိုပြန်လဲဖွင့်အောင် ကျင်းပဖို့အတွက်ကြိုးစားပြီးတော့ဒါကောမကအဖွဲ့ရောဓမ္မစကြာကော်မတီအဖွဲ့ရောနောက်တစ်ခါအထောက်အကူပြုကော်မတီတွေရောအသင်းဖွဲ့တွေနဲ့အဲစုပေါင်းပြီးတော့မြို့နယ်ရဲ့ဒါအကူအညီထောက်ပံ့နေယူပြီးတော့ဆရာတို့ပြန်လဲဖွင့်ရင်းဖြစ်ပါတယ်အခုလို့ပြန်လဲဖွင့်တဲ့ကြောင်မလို့ဩဂလာပါစီတော်မြတ်ကြီးရဲ့ဘာသနာဘာသာသာသနာဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းအများကြီးထောက်ကူပြုသလိုလက်ရှိဖြစ်ပေါ်နေသောကကြီးသုံးပါးကလည်းကြော်လွှားနိုင်အောင်ဟာလား ရက်ွက်သူရက်ွက်သားတွေမြို့နယ်သူမြို့နယ်သားတွေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားအားလုံးဟာလာဒီစိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ဝိပဿနာတရားတွေကိုပြန်ပွားပြီးတော့အားထုတ်နိုင်အောင်ကြိုးစားပြီးဆောင်ရွက်တဲ့ကြောင့်မလို့အဲ့ဒါမင်္ဂလာနဲ့အပြည့်စုံနဲ့ဒါတရားစခန်းဖြစ်ပါတယ်အဲတရားစခန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဥက္ကလပဇေတော်မြတ်ကြီးရဲ့တကြံကာလမုတ်ကုတ်ဝိပဿနာခွန်ရတဲ့တရားစခန်းကိုကျွန်တော်တို့ 17ရက်လ2025ညီ18ရက်လ2025လှစ်ဆန်း1ရက်နေ့အထိ9ရက်တိုင်တိုင်အာမူလီတမယုံကြီးမှာကျင်းပဆောင်ရွက်သွားတာဖြစ်ပါတယ်ဒီလိုကျင်းပနိုင်ရန်အတွက်တလားချုပ်တင်ပြီးတော့ကျွန်တော်တို့ဂောဘကအဖွဲ့ဒီအစည်းအဝေးထိုင်ရပါတယ်ယောဂီတွေကလည်းတရက်3လ2025ညီစပြီးတော့ချုပ်တင်လက်ခံဆောင်ရွက်ရပါတယ်အဲဆရာတော်ဦးလည်းတလားချုပ်တင်ပြီးတော့ ကျင်းပမဲ့အကြောင်းကိုသွားပြီးတော့လျှောက်ထားတင်ပြရပါတယ်။သူအခုတရားစခန်းကိုဝင်ကြီးတယောက်ကိုတသောင်းနော်လက်ခံဆောင်ရွက်ရပါတယ်။အဲဆုံးစိတ်မှာကျွန်တော်တို့2မျိုးရှိပါတယ်။အဲနေစွန်းနဲ့အာယုံစွန်းနဲ့နေချိုရီပြုပြီးတော့ရှိပါတယ်။အဲအာယုံစွန်းကိုတော့ကျွန်တော်တို့ဟိုနှစ်သိန်းလက်ခံပါတယ်။အလှူရှင်တွေစီကနေပြီးတော့နော် နေစုံနဲ့ညနေအချိုရီကိုတော့၄သိန်းနော်လက်ခံဆောင်ရပါလေတနေ့လုံးလှူခြင်းနဲ့လှူရှင်တွေကိုအတွက်တော့တနေ့တာအတွက်6သိန်းကျွန်တော်လက်ခံဆောင်ရရပါတယ်တချို့လဲအေးလှူခြင်းနဲ့ဆိုရင်အေးအတွက်ကိုတော့ကျွန်တော်တို့3သိန်း5000လက်ခံဆောင်ရပေးရပါတယ်တချို့လဲကိုကိုရဲ့အခြေအနေရချိုရီဘူးလေးတွေဒါလေးတွေကိုတူတူရလှူတာငွေမသွင်းမဲ့နဲ့ဒီလိုလှူသွားတာလည်းရှိပါတယ် လူလဲလူမရှိရင်တော့ကျွန်တော်တို့အလှရှင်တော်လည်းကောင်းဗန္နာတော်လည်းကောင်းထုတ်သုံးပြီးတော့သုံးဆွဲဆောင်ရွက်သွားပါတယ်။ယောဂီတွေသရာရှိသလိုကျွန်တော်တို့ဖျားကြီးတွေရွှေတင်ကန်းတို့ဘက်စုံတို့နဝကမအလှတော်ငွေတို့နော်ဆွန်စိတ်တို့ကိုဒါချိလာမဲ့အချိန်လေးအတွက်ကိုပေါ့နော်ကျွန်တော်တို့ဟိုလှူနိုင်အောင်လဲစီစဉ်ထားရှိပါတယ်လူကံဖွဲ့တွေဖွင့်ပြီးထားရှိပါတယ်ကြက်တစ်တောင်းနဲ့အထက် တခုခုပေါ့နော်ရွှေသေကန်းတော်၎င်းဘက်စုံတော်၎င်းဆွန်းသိလိုကြောင်းကြက်တောင်းနဲ့အထက်အလှရှင်များနဲ့လောဆယ်တရားစခန်းကျင်းပနေတဲ့ကာလမှာဟာဆွန်းသိလှူတဲ့အလှရှင်တော့ကျွန်တော်တို့စခန်းသိအောင်ပွဲနေ့မှာတော့ကျွန်တော်တို့ဂုံပြုလွှာနော်ချင်းမြင့်ဆောင်ရွက်သွားပါဖြစ်ပါတယ်ဟလာတကယ်လို့များဟူဆွန်းသိကမလောက်ခဘူးဆိုရင်အခုလောလောဆယ်ဆယ်တော့ကျွန်တော်တို့ဆွန်းသိကို24သိန်းကျော် ဟောအစုခံရရှိပါတယ်ဒီတဲ့မှာကကျွန်တော်တို့သုံးသွားလို့လိုတော်၎င်းပို့တော်၎င်းဖြစ်ခဲ့လို့ရှိရင်တော့ကျွန်တော်တို့ဘန်နာကော်မတီကနေပြီးတော့ထုတ်သုံးပြီးတော့သုံးဆွဲသွားတာဖြစ်ပါတယ်เนาะအသက်80ကျော်ကြီးကြတော့ကျွန်တော်တို့ဟိုအားပေါ့เนาะဝင်ကြီးကိုအခမဲ့เนาะလက်ခံဆောင်ရွက်သွားပါတယ်အဲဂျန်နဲ့85ရူဂါရူကြတော့ကျွန်တော်တို့ယောဂီတွေကိုတော့ဟာလာသုံးသိခေကာလာလျောက်1000 နော်လက်ခံဆောင်ရွက်သွားခြင်းဖြစ်ပါတယ်။အဲကျွန်တော်တို့ယောဂီတွေကတော့လောလောဆယ်ဆယ်ကျွန်တော်တို့တရားစခန်းဝင်နေတော့အဲကျွန်တော်တို့ဟိုဘုန်းသမားတွေကြတော့ကျွန်တော်တို့ဇကြံအချိုနေ့မှဝင်တာတွေလည်းရှိပါဦးမယ်။လောလောဆယ်စရင်ကတော့အလုံး88ဦးရှိပါတယ်။68ဦးမှာအမျိုးသားယောဂီ16ဦးနဲ့အမျိုးသမီးယောဂီကနေ့အထိ82ဦးပေါင်း88ဦးလက်ခံဆောင်ရွက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်သွားခြင်းနေခြင်းဖြစ်ပါတယ် ဩက္ကလာပါစီရောမြကြီးရှေးဟောင်းခုနှစ်စုဘုရားနဲ့အောင်တော်မူစီရောမြကြီးမှာတကြံကာလမောကုဝိပဿနာခုနှစ်ရဲ့တရားစခန်းတရားစခန်းသိအောင်ပွဲအလွန်ငွေပေးရပွဲနဲ့ဂုံပြူလာပေးရပွဲကိုအေဗီလာ၁၈ရက်နေ့မှာကျင်းပမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။